တရင်နေနေဆက်နေဒေါ်လာရဲတပ်ဖွဲ့ဝင်တွေထင်းချုပ်ထားတဲ့မိုးပြဲမျိုးကိုသိမ်းပိုက်ရရှိဖို့အတွက်စစ်ကောင်စီတပ်ကအတွဲလိုက်ပြဒုံးပါဝင်လက်နက်ကြီးတွေနဲ့ပြက်ခတ်ပြီးထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေရလို့သိရပါတယ်စစ်ကောင်စီစေယုံကျော်အခြေဆိုင်ရာနေပြည်တော်နဲ့မိုင်၁၂၀ကျော်သာဝေးတဲ့မိုးပြဲမျိုးကိုအင်အားအလုံးရင်သုံးပြီးလွန်ခဲ့တဲ့6လကျော်ကလေးကစစ်ကောင်စီကထိုးစစ်ဆင်နေတာပါသိမ်းယူထားတဲ့နေမြေတွေလက်မလွတ်ရရတဲ့အတွက်ဒေါ်လာရဲအင်အားစုတွေရဲ့ခုခံတိုက်ပွဲတွေတဲ့ မိုးပြင်းမျိုးတိုက်ပွဲဟာဒေါ်လာရေးမှာအရှိကြဆုံးဖြစ်တယ်လို့ဒေသအတွင်းစစ်ရေးသတင်းမြစ်ကပြောပြပါတယ်စစ်ကောင်စီဘက်ကအမျိုးမျိုးသောတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လုပ်နေတယ်နေ့စဉ်လက်နက်ကြီးနဲ့မစ်ဆန်းတွေနဲ့ပါပြက်နေတာစစ်ကောင်စီကမျိုးတွင်ကိုတဖြည်းဖြည်းတက်ဖြတ်လာတာဒုံးမပေါက်သေးဘူးလို့သိရတယ်လို့စစ်ရေးသတင်းမြစ်ကပြောပြပါတယ်စစ်ရေးအချက်အလက်တွေရမိုးပြင်းမျိုးအတွင်းပိုင်းထိကတ်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုဂျွန်လ၁၄ရက်မှာဒေါ်လာရေးတပ်ပေါင်းစုကပြန်လည်ထိုးစစ်ဆင်တိုက်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ် မိုးပြဲတိုက်ပွဲကပြင်းထန်နေတာသုံးရက်လေးရက်ရှိပြီးတော်တော်လေးပြင်းထန်နေတဲ့အခြေအနေမျိုးမှရှိတယ်လို့ရှမ်းတောင်စစ်တေသအမှတ်ဆက်လေးပြောမှုကိုနေကောင်းကပြောပါတယ်မိုးပြဲမျိုးဟာနေပြည်တော်ကိုသွားရောက်နိုင်တဲ့ပင်လောင်ဖဲ့ခုံမိုးပြဲလိုက်ပေါ်လမ်းပိုင်းပေါ်မှာတည်ရှိပါတယ်မြို့မြောက်ဘက်ခြမ်းနှမိုင်းကျော်အကွာမှာရှိတဲ့မျိုးစောက်တက်အမှတ်420နဲ့အခြေမြန်တက်မှာအခြေဆိုင်ပြီးစကောက်စီတက်ကမိုးပြဲမျိုးကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရေးကြိုးပမ်းနေတာပါ ခမရလင်းနှစ်နဲ့တက်တွင်နောက်ချန်အင်အားနဲ့မိုးပြဲမျိုးချိုးစစ်အင်အားအတွက်မြေပြင်စစ်သား900ထက်မနည်းကိုစစ်ကောင်စီတပ်ကအသုံးပြုထားတယ်လို့ကရင်နီစစ်ဘက်တာဝန်ရှိသူတို့ကပြောပြပါတယ်စစ်ကောင်စီဘက်ကအပြင်းထန်ဆက်ပြီးတော့စစ်ကြောင်းထိုးနေတုန်းပဲလို့ပြောရမယ်တိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေတုန်းလို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြောရေးဆိုခွင့်ရှိသူကိုသားရဲစိုးကပြောပါတယ်စစ်ကောင်စီဟာမိုးပြဲမျိုးကို ပြန်ရရင်ကရင်နီပြည်နယ်ကြားရဲ့မျိုးတော်လိုက်ပေါ်နဲ့ ဘိုးပြဲတို့ကိုဆက်ထားတဲ့လမ်းမကိုထင်းကျုံနိုင်သွားမှာဖြစ်တယ်လို့ရှမ်းပြည်တောင်ပိုင်းကတစင်ကရင်ပြည်နယ်တဲကိုအလွယ်တကူစစ်ကူပေးပို့နိုင်မှာဖြစ်ပါတယ်။ဒါအပြင်ရှမ်းတောင်နဲ့ကရင်ပြည်နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့အုတ်ချုပ်ရရန်တရာလေပတ်နိုင်ရေးဆက်လက်လှုပ်ဆောင်လာနိုင်တယ်လို့စစ်ဘက်သတင်းမြို့တွေကသုံးသပ်ထားပါရှင်။